ဲ့အနေနဲ့ရင်ကျောပိတ်ဆို့မှုကြောင့်စိတ်ညစ်နေရတယ်ဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိဆက်ကြည့်ဖို့တော့လိုမယ်နော်ကမ္ဘာလူကြီးအများဆုံးနိုင်ငံကြီးတွေဖြစ်တဲ့အိန္ဒိယနဲ့တရုတ်ပြည်တို့မှာရေကြောပိတ်ဆို့မှုများအလွန်ဆိုးရွားပါတယ်။အထူးသဖြင့်ကမ္ဘာပေါ်မှာမော်တော်ကားစီးရင်အများဆုံးရှိတဲ့တရုတ်ပြည်မှာရေကြောပိတ်ဆို့မှုပုံမှုဆိုးရွားပါတယ်။နယူးဒေလီမြို့မှာရုံတက်သူများအနေနဲ့ကားစီးချိန်နာရီဝက်ခံကိုထက်တွက်ထားရပါတယ်။ ဘင်ဂလူးရူဘင်ဂလူးကဲ့သို့မြို့များမှာလူတွေဟာဘဝတက်တန်းရဲ့ထောက်ဝက်ခံကိုလမ်းပေါ်ရင်ကျောပိတ်ဆို့မှုမှာအချိန်ကုန်ကြရပါတယ်။ယထာမီယံအတွက်လည်းအိမ်မအချိန်များစောစွာထွက်ရပါတယ်။လမ်းပေါ်မြည်သည့်နေရာမြည်သည့်ချိန်မှာ ကားပိတ်မီကို မတိနိုင်ပါဘူး။မီးပွိုင်များမှာ ခိတရင်ကျောပိတ်ဆို့မှုတည်ပြီးလေကျွန်ုပ်တို့တို့ကများစွာစိတ်မရှိနိုင်ပြီးမခံနိုင်ဖြစ်ကြရလူသမိုင်းမှာအချိန်ကြာဆုံးကားပိတ်ဆို့မှုမှာပါဝင်ခဲ့ကြသူများကမြည်တို့ရှိခဲ့မည်နီး ဖြစ်ပွားခဲ့သည့်နေရာတရုတ်ပြည်ရဲ့မြို့တော်ပေကျင်းမှာတိဘက်သို့သွားတဲ့အဝေးပြေးလမ်းမကြီးတရုတ်မျိုးသားလမ်းမကြီးအမှတ်130ပေါ်မှာဖြစ်ပြီးတော့2010ပြည့်နှစ်အောက်တိုဘာ14ရက်ကဖြစ်ပါတယ်။မော်တော်ကားများမှာကီလိုမီတာ162မိုင်ခန့်အထိမိုင်မောင်းများစွာကားနဲ့ရှည်ကြီးဖြစ်ကပိတ်ဆို့နေခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါဖြစ်ရဟာယနေ့အချိန်ထိကမ္ဘာပေါ်မှာအရှိလျားဆုံးကားတန်းပိတ်ဆို့မှုကြီးဖြစ်စံချိန်တင်ထားပါတယ်။ အချို့ကားများမှာလမ်းလွဲများမှထပ်သွားနိုင်ကြပြီးကြံသောကားများတွင်လိုက်ပါလာသူများကတော့ကားထဲမှာအိတ်ဆက်ခဲ့ကြပါဗျ။တချို့ကတော့အချိန်ဖြုံးမှုအတွက်လမ်းဘေးမှာဖယ်ရိုက်ခြင်း၊ရောက်တဲ့ရရာစကားစမြည်ပြောခြင်းနဲ့အချိန်ကုန်လွန်ကြပါဗျ။ကားပိတ်ဆို့နေတဲ့ရင်ကျောတစ်လျှောက်လုံခြုံရေးအတွက်ရဲတပ်ဖွဲ့ဝင်ပေါင်း400ကျော်ဖြန့်ကျက်ထားခဲ့ရပါဗျ။ အကွက်မြင့်တဲ့ဒေတာတွင်ဈေးတယ်တို့ကတော့ယာယီဈေးဆိုင်များထို့ကဆိုင်များဖွင့်ကြပြီးတချို့ကတော့ကန်တစီကတစီစီတို့ကူတန်းသွားကတောက်ရည်တက်များကို မတန်တဆဈေးနှုန်းနဲ့ရောင်းချကြပါရယ်အာနာပိုင်တို့ကပိတ်ဆို့နေတဲ့ရင်ကျောကို ရှင်းလင်းဖို့အတွက်ကုန်ကားကြီးများကိုဦးစားပေးရှင်းလင်းခဲ့ပါရယ်ကုန်ကားကြီးများကိုရှင်းလင်းပြီးချိန်မှာရှင်ကျောမှာစတင်ရွေးရှားနိုင်ခဲ့ပါရယ်2010ပြည့်နှစ်ဩဂုတ်လ26ရက်တွင်အပိသက်ရင်ကျောရှင်းပေးနိုင်ခဲ့ပါရယ် ကြည့်ရှုနေကြတဲ့ချစ်ပရိသတ်ကြီးတို့ရဲ့ချစ်ပရိသတ်ကြီးတို့အနေနဲ့ရောရင်ကျောပိတ်ဆို့မှုကြောင့်တခြားသောထူးခြားတဲ့ဖြစ်ပျက်တွေကိုသိရှိထားရင်လည်းပြန်လည်ဝေမျှပေးခဲ့ကြပါအောင်နော်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်ဒုတိယချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုကြည့်ရှုဖို့ဒီ channel ကို like and subscribe လေးလုပ်ပေးကြပါအောင်နော်